ဒီနေ့ဘလူးရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေနဲ့မေတ္တာအကြောင်းပြီးကောင်းစရာတရားတည်တနာတော်ကိုဟောကြားပေးမှာဖြစ်တယ်ယနေ့ကကဘာကြီးမှာမေတ္တာတရားတွေများကြီးလိုအပ်နေပါတယ် ေါသတွေအိတ်တမစ္စရိယတွေလွှမ်းမိုးနေတဲ့အတွက်ကြောင့်သူ့ကိုကိုဖြတ်စည်းကိုကိုသူဖြတ်စည်းနဲ့ဖြတ်စည်းနေမိကြတယ်အဲ့တော့သူ့ကိုကိုဖြတ်ကိုကိုသူဖြတ်နဲ့ကဘာကြီးဟာမငိမ့်ချမ်းဘူးပေါ့အဲ့တော့ငိမ့်ချမ်းခြင်းလဲဆိုရင်မေတ္တာအငိမ့်တတ်ကို လိုက်နာခြင်းသုံးကြရမှာဖြစ်တယ်ဘာသာမရွေလူမျိုးမရွေပေါ့ဒါကဘာသာတရားနဲ့မဆိုင်ဘူးလူမျိုးနဲ့မဆိုင်ဘူးကျင့်သုံးတဲ့သူတွေငြိမ်းချမ်းပါပဲကျင့်သုံးတဲ့အတိုင်းဝိုင်းငြိမ်းချမ်းပါပဲကျင့်သုံးတဲ့ရွာမြို့နိုင်ငံငြိမ်းချမ်းပါပဲပေါ့မေတ္တာထုံးကားတဲ့အယက်ဒီတာတိငြိမ်းချမ်းတဲ့အယက်ဒီတာပဲအေးငြိမ်းချမ်းတဲ့နေရာမှန်ရင်လည်းမေတ္တာထုံးကားလို့နားလည်ကြရမှာဖြစ်တယ် မေတ္တာထွန်းကားနေလို့ကိုငြိမ်းချမ်းနေတာ။ဝေးကိုမကြည့်နဲ့ကိုရဲ့မိသားစုကိုအတိုင်းဝိုင်းလေးကိုပဲကြည့်လိုက်။ကိုမိသားစုရှိချင်းခင်ခင်နဲ့ငြိမ်းငြိမ်းချမ်းချမ်းရှိသလား။အေးမိမိမိသားစုကငြိမ်းငြိမ်းချမ်းချမ်းရှိနေတယ်ဆိုရင်အဲ့ဒါမေတ္တာတရားထွန်းကားနေလို့ကိုအိမ်ထဲမှာမေတ္တာတရားထွန်းကားနေလို့မိသားစု၅ယောက်ရှိတယ်တယောက်နဲ့တယောက်မခေါ်ကြမပြောကြဘူး အစေးမကတ်ကြဘူးဆိုရင်ဒေချာတယ်အဲ့ဒီအိမ်မှာအငိမ့်တက်ပျောက်ဆုံးနေတယ်မေတ္တာတရားခေါင်းပါနေလို့ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ရောတရားမပြောနဲ့နိုင်ငံတနိုင်ငံမပြောနဲ့ကိုယ်အိမ်လေးတအိမ်တော်မှာငြိမ်းချမ်းဖို့လိုအပ်တယ်အဲ့ဒါပါလဲဆိုမေတ္တာတရားနဲ့တည်ဆောက်အောင်ပါဧကောင်းမိအဲ့တော့မေတ္တာဆိုတာမိဓမ္မာထဲမှာအဒေါသလို့ခေါ်တယ် မေတ္တာဆိုတာအထောတာခတ်ထန်ခြင်းမရှိဘူးကြံတန်ခြင်းမရှိဘူးဘာသဘောရှိလဲဆိုတော့မေတ္တာဆိုတာသူတစ်ဖက်သားပေါ်မှာအကျိုးလိုလားတဲ့စိတ်သူတစ်ဖက်သားကိုကူညီလိုတဲ့စိတ်အဲ့ဒါမေတ္တာပဲတော့တစ်ဖက်သားကိုကူညီခြင်းနဲ့အကျိုးလိုလားလေဆိုရင်အဲ့ဒါမေတ္တာဖြစ်နေတာ ကောင်းတယ်အဲ့ဒီလူဒေဝိစေပြစ်ထားလိုက်ဆိုရင်အဲ့ဒါမေတ္တာမရှိလို့ပဲဒုက္ခရောက်ပါစေထားလိုက်ဒီတိုင်းထားလိုက်ဆိုရင်အဲ့ဒါမေတ္တာမရှိလို့ပဲပေါ့ကိုယ့်ရဲ့ตาကိုယ့်ရဲ့သမီးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တယောက်ယောက်ဒုက္ခရောက်ရင်ဘယ်သူမှလက်ပိုက်ကြည့်မနေဘူးမရရအောင်ကယ်ဆယ်တယ်မရရအောင်ကုညီတယ်နောက်ဆုံးကိုယ်တန်ကိုယ့်သမီးမှားခင်တော့မို့ကိုယ့်တန်ကိုယ့်သမီးပုဂ္ဂိုလ် ရောက်အောင်ကူညီပြီးတော့ကဲတင်ပေးတာပဲလေအဲ့ဒါမေတ္တာအခြေခံတာပဲဒီကောင်းမင်အဲ့တော့မေတ္တာဆိုတာသူတစ်ဖက်သားအပေါ်မှာအကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တယ်ဒါကြောင့်မေတ္တာပို့တဲ့အခါမှာအကျိုးကတပည့်တော်တို့မေတ္တာတွေနဲ့ပို့တယ်မစွမ်းပါဘူးမစွမ်းပါဘူးဆိုတာက မိမိရဲ့စိတ်ကိုအရင်ဆုံးပြင်ဖို့လိုတယ်မိမိဘသူကိုမေတ္တာပို့မှာလဲအဲ့ဒီပို့မဲ့ပုဂ္ဂိုလ်အပေါ်မှာတကယ်ပဲအကျိုးလိုလားတဲ့စိတ်ကိုမှရှိရလားကျမ်းမာပါစေချမ်းသာပါစေကိုစည်ရဲကင်းပါစေစိတ်စည်ရဲကင်းပါစေလို့နှုတ်ကဆိုပေမဲ့စိတ်ကတကယ်ရောအဲ့ဒီလူကိုကောင်းစားစေခြင်းရတာမှန်ရလားအဲ့ဒီလူကိုတကယ်ပဲချမ်းသာစေချင်တာဟုတ်ကဲ့လား နော်ကိုယ်စိတ်ကိုကိုမေးရမှာအဲ့ကိုယ်စိတ်ကအမှန်တကယ်ပဲဟုတ်တယ်အဲ့ဒီလူကြီးကြီးပွားပါစေအဲ့ဒီလူကြီးချမ်းသာပါစေစသဖြင့်အစဉ်ပြေပါစေလို့တကယ်ကိုစိတ်ဆန္ဒဖြစ်ပေါ်နေပါတယ်ဆိုရင်အစဉ်အဲ့ဒီကိုမေတ္တာဟာစူးရပဲစူးတယ်ဆိုတာကိုယ့်ရဲ့မေတ္တာတက်ရောက်မှုရှိတယ်ပေါ့အလုံးမမဟုတ်ပဲနဲ့တချို့ရှိသေးတယ်သူများကိုမေတ္တာစူးအောင်ကြာဘူးနာဝါနဲ့လေကိုမေတ္တာပို့လိုက်လို့ရှိရင် ကိုယ့်ရဲ့မေတ္တာကြောင့်တပတ်သူမှာဒုက္ခရောက်တယ်ဆိုတော့သူကကြားဘူးနေကြတယ်။ကြားဘူးနေတော့တပတ်သူကိုတမင်ဒုက္ခရောက်စေခြင်းနဲ့စိတ်နဲ့မေတ္တာပို့တာ။မောင်မင်းကြီးတာကျမ်းမာပါတယ်ချမ်းသာပါတယ်မင်းမင်းကြီးတာကျမ်းမာပါတယ်ချမ်းသာပါတယ်။အဲ့ဒါကြတော့တကယ်မေတ္တာအစစ်မဟုတ်တော့ဒေါသတွေဖြစ်နေတာ။တပတ်သူကိုဒုက္ခရောက်စေခြင်းနဲ့စိတ်စေစနာဆိုတာမေတ္တာမှမဟုတ်ပဲလေ။နော်အဲ့လိုဒုက္ခရောက်ပါစေ။ ူရဲ့ပတ်သက်တဲ့ဇာတ်နယ်ရဲ့သူတွေအဆင်ပြေဖြစ်ကြပါစေဆိုရင်ဒါမေတ္တာမှမဟုတ်ပဲဒေါသတွေပို့နေတာမေတ္တာတွေပို့နေတာမဟုတ်ဘူးဒါကြောင့်ကိုယ့်ရဲ့မေတ္တာစွမ်းမစွမ်းဆိုတာကကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စိတ်ကအမှန်တကယ်ပဲအဲ့ဒီသူရဲ့အကျိုးကိုလိုလားတဲ့စိတ်တကယ်ရှိရလားအဲ့ဒါဆက်ဆက်ရမှာဖြစ်တယ်ပြီးမှမေတ္တာပို့အောင်အင်းကောင်းပြီအဲ့ဒီတော့ မေတ္တာမှာလည်းပဲမေတ္တာအစစ်မေတ္တာအတုဆိုတာရှိတယ်မေတ္တာအတုဆိုတာဘာလဲဆိုတော့တဏ္ဍာပဲချစ်ခင်တာကိုမေတ္တာလို့ဆိုပေမဲ့တဏ္ဍာလောဘနဲ့ချစ်ခင်တာရှိတယ်မေတ္တာနဲ့ချစ်ခင်တာရှိတယ်မတူဘူးတဏ္ဍာချစ်ကပူလောင်ရတယ်နောက်ဆက်တည်းမှာအပူပါတယ် မေတ္တာချက်ကအေးမြတယ်ဖရာယဟန္တာသူတော်ကောင်းတွေကတတ္တဝါတွေပေါ်မှာမေတ္တာထားတယ်ဆိုတာအေးမြတယ်အဲ့ဒီမေတ္တာကြောင့်အပူမလောင်ရဘူးအဲ့တော့ဘလိုမျိုးကိုမေတ္တာအတုခေါ်တယ်လဲဆိုတော့ဆွေမျိုးချင်းချစ်တာမျိုးသမီးရင်းစားချင်းချစ်တာမျိုးညီကိုမောင်နှမချင်းချစ်တာမျိုး မိဘနဲ့သားသမီးချစ်တာမျိုးနော်အဲ့ဒါကိုပါဠိစာပေထဲမှာဂေဟတိတပေမလို့ခေါ်တယ်ဂေဟတိတပေမဆိုတာတဏ္ဍလောဘကိုပဲဆိုလိုတာအဲ့ဒါမေတ္တာအစစ်တော်မဟုတ်ဘူးမေတ္တာအတုမေတ္တာအတုမိသားစုရှိချစ်ကြတာမျိုးလောကကြီးမှာကတော့ပြောကြတာပေါ့928မေတ္တာတော့မဟုတ်ပါဘူးเนาะ မိသားစုချင်းချစ်တာက928မေတ္တာမဟုတ်ဘူးတကယ်တော့တဏှာလောဘပါပဲတခါတုန်းကတခါကြီးတဦးကမေတ္တာကမ္မထံစီးပြန်းခြင်းနဲ့အဲ့တော့မေတ္တာဘသူကိုအရင်ဆုံးပို့ရမလဲလို့တွားချောက်တော့အဲ့ဒီဆရာတော်ကတခါကြီးအရှင်းဆုံးပုဂ္ဂိုလ်ကိုမေတ္တာပို့ ဆိုတော့ဒကာကြီးကအဲ့နဲ့အိမ်ပြန်ပြီးတော့အိမ်ရဲ့အိတ်ခမ်းအပြင်ဘက်မှာပေါ့နော်သူတို့ဇနီးခင်ပေါ်နှစ်ဦးအိတ်တဲ့အိတ်ခမ်းရဲ့အပြင်ဘက်မှာသူကထိုင်းပြီးတော့သူ့အခြေဆုံးကသူ့ဇနီးသူ့မယားဘာသူ့ဇနီးကိုသူကမေတ္တာပို့တာသူ့ဇနီးကအိတ်ခမ်းထဲမှာသူကအိတ်ခမ်းရဲ့အပြင်မှာဘာသူ့ဇနီးကိုသူကမေတ္တာပို့တာ ့သူဇနီးကိုမေတ္တာပို့တဲ့အခါမှာတကယ်မေတ္တာအစစ်မဟုတ်ဘဲနဲ့ရာဂဘက်ကိုရောက်သွားတဏှာဘက်ကိုရောက်သွားတယ်သူဇနီးကိုသူကချစ်တာကိုမေတ္တာချစ်ဆိုတာလေတဏှာချစ်ချစ်တာလေအဲ့ဒါသူဇနီးကိုမေတ္တာပို့တော့မေတ္တာစိတ်အစားရာဂစိတ်တွေဝင်လာတာပဲဝင်လာပြီးတော့စိတ်ကတဖွားဖွားအာကြည့်သွားတယ်တဏှာရာဂစိတ်အာကြည့်သွားတော့မေတ္တာပို့တာကလေထပြီးတော့ တကားကိုဝင်တိုက်တော့တာပဲဟိုကတကားကိုပိတ်ထားတာကိုဇနီးကအိတ်ခမ်းထဲမှာအဲ့တကားပိတ်ထားတယ်အမျိုးသားကအပြင်ဘက်ကနေမေတ္တာပို့နေတယ်အဲ့တော့မေတ္တာစိတ်အစားရာဂစိတ်တွေဝင်လာပြီးတော့အတင်းနိုင်ရနဲ့ခေါင်းနဲ့စောင့်နေတော့တာပဲအထက်ကိုဝင်ကျင်တာကိုတညာလုံးအဲ့ဒါနိုင်ရနဲ့ခေါင်းနဲ့စောင့်နေတာတကားနဲ့ခေါင်းနဲ့စောင့်နေတာအထက်ကိုဝင်ကျင်လို့အေးပြောကျင်တာက မေတ္တာအစစ်မဟုတ်ဘူးဒါကြောင့်ဥစ္စာတို့မေတ္တာပို့တဲ့အခါမှာမိမိကိုယ်ကိုအရင်ပို့ရတယ်ဆိုပြီးတော့ညွှန်ကြားလေးရှိတယ်မိမိကိုယ်ကိုအရင်ပို့မိမိချရတဲ့ပုဂ္ဂိုလ်ကိုပို့ရစပို့လို့ရှိရင်တဏှာရာဂဘက်ကိုရောက်သွားမှာဆိုလို့အဲဒါကြောင့်မေတ္တာအတုဆိုတာတဏှာလောဘကိုပြောတာပဲမိဘနဲ့သာသမီချစ်တာညီကောင်မောင်နှမတွေချစ်တာသမီးကြီးစားတွေချစ်ကြတာအဲ့ဒါတွေကမေတ္တာအတုလို့ခေါ်တယ် ဲ့တော့တချို့ကမေးတာပေါ့အရှင်မယားမိဘနဲ့သားသမီးမှာတကယ်မေတ္တာအစင်မဖြစ်တော့ဘူးလားအဲ့လိုတော့မဟုတ်မိဘနဲ့သားသမီးချစ်ကြတဲ့ညီကိုမောင်နှမတွေချစ်ကြတဲ့အခါမှာတဏ္ဍာကပါတယ်လို့မေတ္တာတကယ်မေတ္တာအစစ်တွေလည်းပါပါတယ်နော်တကယ်ကိုဒါငါသားငါသမီးဆိုတဲ့ချစ်ခင်မှုရဲ့နောက်ွယ်မှာဒီသားသမီးတွေကိုကြီးပွားစေခြင်းနဲ့စိတ်အောင်မြင်စေခြင်းနဲ့စိတ်ဖြစ်ထွန်းစေခြင်းနဲ့စိတ်တွေကမေတ္တာစိတ်တွေပဲပေါ့ဒါကြောင့် ရောထွေးနေတယ်ပေါ့နော်မေတ္တာအတုနဲ့မေတ္တာအစက်ကရောထွေးနေတယ်အဲ့တော့မေတ္တာအတုရဲ့ဈာထဲမှာမေတ္တာအစစ်စစ်လည်းပါနေတယ်ပေါ့အဲ့ဒါကိုတန်တကတစ်ခုထုတ်ကြတာရှိတယ်တခါတော့ကတောလည်သွားတဲ့မုဆိုးကြီးကတောထဲမှာနွားမကြီးတကောင်နွားလေးကိုနှုတ်တိုက်နေတာတွေ့တော့အဲ့ဒါသူ့ လှန်နဲ့လှန့်ပြစ်တာနွားမကြီးရောဒါပေမဲ့လှန်ကနွားကိုမစူးပဲနဲ့ထမ်းရွက်လိုပဲလိတ်ခွေသွားတယ်နွားမကြီးရဲ့မေတ္တာပေါ့နော်နွားမကြီးကသူ့နွားကလေးကိုနိုးတိုက်နေတာဆိုတော့မေတ္တာစိတ်တွေဖြစ်နေတယ်လို့ဆိုလိုတယ်အဲ့တော့ကိုသားကိုသမီးကိုချစ်တဲ့စိတ်တွေ တဏ္ဍာရာကစိတ်လို့ဆိုပေမဲ့ဈာထဲမှာတကယ်မေတ္တာအစစ်တွေလည်းပါနေတယ်ပါပဲအခုဒီမှာနွားမကြီးကနွားကလေးကိုမုတ်တိုက်နေတဲ့အချိန်မှာမေတ္တာစစ်တွေဖြစ်နေတယ်လို့ဆိုလိုတယ်ဒါကြောင့်မုံဆိုးကြီးရဲ့လှံကမထိုးမိပဲနဲ့ထမ်းရွက်လိုမျိုးလိတ်ခွေသွားတယ်ဒါကြောင့်မေတ္တာအတုတွေဈာမှာလည်းမေတ္တာအစစ်တွေလည်းပါနိုင်ပါတယ်သမီးစားတွေချစ်တဲ့အခါမှာတဏ္ဍာရာကနဲ့ချစ်တဲ့ဆိုပေမဲ့လည်း သူ့အကျိုးကိုလိုလားတဲ့စိတ်ကိုအကျိုးလိုလားတဲ့စိတ်မေတ္တာတွေလည်းပါပါတယ်ဒါကြောင့်ဦးဇင်းတို့တောင်မြတ်မာကလည်းဆိုတော့ပြိုင်ဆုံးမာတာရှိတယ်အိမ်ထောင်ရင်တစ်ခုတာယာဆိုပြီးဘုရားတဏ္ဍာကအချစ်တစ်ခုနဲ့လည်းမပြီးဘူးသူ့အကျိုးလိုလားတဲ့စိတ်ကိုအကျိုးလိုလားတဲ့စိတ်မေတ္တာတရားနဲ့ပါတည်ဆောက်ရမယ်ဒါမှအဲ့ဒီအိမ်ထောင်ကြီးဟာတာယာမှာဖြစ်တယ်ဆိုပြီးဆက်တော့ပြိုင်ဆုံးမာတာရှိတယ်နော်တဏ္ဍာကအချက်တခုတည်းနဲ့မပြီးတော့ဘူးမေတ္တာအချက်ပါပါလို့လည်းပေါ့။ဒီကောင်းပြီနောက်တစ်ခါ တကယ်မေတ္တာအစစ်နှစ်ပတ်တပ်ပြီးတော့တန်တကန်းပြရရင်ဘုရားလက်ထက်တုန်းကဥတေနမင်းကြီးဆိုတာရှိတယ်အဲ့ဒီဥတေနမင်းကြီးမှာမိဖုရား၃ယောက်ရှိတယ်ပါမဝတိတဲ့မာဂန္ဒီတဲ့ဝါသုလဓတ္တာတဲ့မိဖုရား၃ယောက်ရှိတယ်တမဝတိလို့ခေါ်တဲ့မိဖုရားကတော့ဗုဒ္ဓဘာသာသောတာပန်သူอ่ะ ဖရာရဲ့သမီးတော်ပဲဆိုပါစို့နော်ဗုဒ္ဓဘာသာဟိုမာဂန္ဒီဆိုတဲ့အမျိုးသမီးကတော့ပုံနှမ်းမျိုးကလာတာတော့ဖရာကိုရန်သူလို့သဘောထားတာသူ့ရဲ့အမေနဲ့အဖေကမစ္စဘုရားနဲ့ပေးစားဖို့ကြိုးစားတဲ့ကဖရာကဒီအဖို့ကောင်းကြီးကိုခြေပြားနဲ့တောင်မထိချင်ဘူးလို့ပြောလိုက်တော့သူ့ရဲ့မန်မာနာကိုစော်ကားတယ်လို့ဖြစ်သွားတာပေါ့သူ့ရုပ်ရည်လှပမှုနဲ့ပတ်သက်ပြီးတော့သူကမန်တက်နေတာ ဲ့တော့မြတ်စွာဘုရားကအပုတ်ကောင်ကြီးကိုခြေပြားနဲ့တော့မထိချင်ဘူးပြောလိုက်တော့တော်တော်စိတ်နာသွားတယ်ဘုရားကိုအဲ့တော့ဘုရားကိုအညိုအတေထားတဲ့အမျိုးသမီးတူပဲကြောက်ဖို့ကောင်းတယ်နော်ဒေါသများပုရုဇဉ်တွေဟာကိုယ်အလိုမကျရင်ဘုရားကိုတော့မှရန်သူလို့သဘောထားတယ်ဆိုတာတက္ကရာမတို့တံဝေကကြီးကိုကောင်းတယ်နော်တလောကလုံးရဲ့ကိုယ်ွယ်စရာအာထစရာဖြစ်တဲ့ဘုရားကိုတော့မှရန်သူလို့သဘောထားကြတယ် ပုထုဇဉ်ရဲ့အပြစ်ပဲနော်ပုထုဇဉ်ဆိုတာတူတော်ကောင်းကြီးကိုတော့မှဆော့ဆွဲဖို့ပြင်မာဖို့တိုက်ခိုက်ဖို့ဝန်မလေးဘူးဟိုမာဂန်ဒီကမြတ်စွာဘုရားကိုသူ့အလိုနဲ့စန့်ကျင်ဘက်မို့လို့ဘုရားကိုရန်ညှို့ဖွက်နေတဲ့သူတရားအဲ့တော့ဆရာကိုမနိုင်တော့တပည့်ကိုညှို့တာပေါ့ဘုရားကိုလည်းသူကနီလန်မျိုးမျိုးနဲ့စောကားကိုကြိုးစားတယ်မြတ်စွာဘုရားဆုံးခံကြွတယ်လူမိုက်တွေငှားတယ်ပတ်စံပေးပြီးတော့ ဘုရားဆုံးကံကြွရင်ဆဲတာတော်တော်ကိုရုပ်မာတဲ့အကြံလေးပဲเนาะဘုရားဆုံးကံကြွတဲ့အခါမှာလူမိုက်တွေငှားပြီးတော့ဆဲခိုင်းတာဆဲတာဘုရားကိုဆဲအဲ့လိုမျိုးလောက်တာအိမ်မာကန်ဒီမိဖုရားကနောက်ဘုရားကိုဘလို့မှ तू ကလုံးလုံးမရတော့ဘုရားကိုကိုးကွယ်နေတဲ့သူနဲ့အပြိုင်မိဖုရားဖြစ်တဲ့တာမဝတိကိုမကျင့်တတ်ဘူးမနာလိုဖြစ်တယ် ဲ့တော့ဘုရားကို မနိုင်တော့တပည့်ကိုညှို့ဆိုတော့တာမဝတီကိုခြောက်ချတာမရင်ကြီးကမိဖုရား၃ယောက်ကိုအဆောင်တွေခွဲပေးထားတယ်အဲ့တော့ဘရင်ကြီးကလေးလတစ်ကြိမ်လေးလတစ်ကြိမ်အဆောင်ပြောင်းနေပေါ့နော်တာမဝတီမိဖုရားထံမှတက်လက်မာဂနေမိဖုရားထံမှတက်လက်ဝါသူလတတမိဖုရားထံမှတက်လက်အဆောင်တွေပြောင်းပြီးတော့နေတယ်တနေ့ မာဂန္ဒီရဲ့အဆောင်ကနေပြီးတော့ပါမဝတိအဆောင်ကိုပြောင်းဖို့အလှည့်ကြပြီအဲ့တော့မာယာများတယ်မာဂန္ဒီကဥဒိနမင်းကြီးကစောင်းတရတာကိုဝါသနာပါတယ်စောင်းတရတာဝါသနာပါတော့သူသွားတဲ့နေရာတိုင်းမှာအဲစောင်းကိုယူယူသွားတယ်ဘမဂန္ဒီမိဖုရားကြီးက ။ဘယင်ကြီးရဲ့စောင်းကောက်အပေါက်ထဲမှာမွေးတကောင်ကိုထည့်ထားတာ။အစိတ်တော့မပါဘူး။အစိတ်တွေထုတ်ထားပြီးတော့မွေးတကောင်ထည့်ထားတယ်။ပင်အဲ့ဒီအပေါက်ကိုပန်းနေနဲ့ပိတ်ထားလိုက်တယ်။အဲ့တော့မိဖုရားကြီးတာမဝတိအခန်းကိုဘယင်ပြောင်းမဲ့နေ့မှာမိဖုရားကမာဂန္ဒီကတားတယ်အရှင်မင်းကြီးအိမ်မတည်မကောင်းဘူးညတာ။မာယာများတာနော်။ အချိန်မင်းကြီးတဲ့ညကအိမ်မက်တွေမကောင်းဘူးမပြောင်းပါနဲ့လားတဲ့အိမ်မက်တွေမကောင်းဘူးတခုခုအချိန်မင်းကြီးဖြစ်လိမ့်မယ်ဘင်းကြီးကလည်းအယုံကြည်မရှိဘူးအိမ်မက်တွေကိုပြောင်းမယ်ဒီနေ့ပါမဝတီအိတ်ခန်းကိုပြောင်းမယ်အလှက်အဲ့ဒါ तू စိတ်မချဘူးတဲ့ तू ပါလိုက်မယ်ပေါ့အချိန်မင်းကြီးစိတ်မချဘူးကျမလိုက်မယ်အဲ့တော့နဲ့ပါမဝတီမိဖုရားရဲ့အခန်းကိုသူကရောက်သွားတယ် ရောင်းလဲရောင်းလဲလုပ်ပြီးတော့အဲ့ဒီဆောင်းရဲ့အပေါက်ကိုပိတ်ထားတာပန်းကိုဆွဲနှုတ်လိုက်တယ်ဆွဲနှုတ်လိုက်တော့မွေရချူချူတိုင်းတိုင်းနဲ့ဒေါသဖြစ်နေတာကိုပိတ်ထားခင်ရတော့မွေရဒေါသဖြစ်နေတော့ဘယင်ကြီးစီကိုပြေးသွားတယ်အဲ့ဒါဘယင်ကြီးရဲ့အရှိကနေကာပိတ်ပြီးတော့တော့ကာကွယ်တဲ့သဘောမျိုးနဲ့မဂန္ဒီကမာယာများတာနော်ကျမပြောသားပဲနော် ညကအိမ်မက်တွေမကောင်းပါဘူးအခုကြည်စမ်းဒီတာမဝတီမိဖုရားကအရှင်မင်းကြီးကိုတတ်တတ်လှုပ်ကြံတာအရှင်မင်းကြီးကိုမကြင်နဲ့လို့လှုပ်ကြံတာကြည်စမ်းအခုကြည်စမ်းတော်သေးတာပေါ့သူကယ်လိုက်လို့ဆိုတာမျိုးကြောက်ဖို့ကောင်းတယ်နော်မာယာတွေမာယာဆိုတာလောဘတစ်မျိုးပဲလေအဲ့နဲ့ဘယင်ကြီးကလည်းဒေါသထွက်တာပေါ့နော်သူကလှုပ်ကြံရကောင်းလားဆိုတော့ ဒေါသဖြစ်လာပြီဆိုရင်အကြောင်းကျိုးတွေကိုမစင်ချင်နိုင်တော့ဘူး။မှန်လားမှားလားယုတ်တိရှိလားမရှိလားစဉ်းစားဉာဏ်နဲ့အကုန်တုံးသွားပြီဘလော့သွားပြီ။ဒေါသဖြစ်ရင်အကုန်ဉာဏ်ကြီးပြတ်သွားတာပိတ်သွားတာဘလော့သွားတာပဲ။အရဏချက်ချင်းမှတည်တံပေးတာ။တာမဝတီအမှုရှိတဲ့မိဖုရားအငယ်တွေပါအကုန်လုံးတည်တံပေးတအုပ်စုလုံးကိုတည်တံပေးတာ။သူကိုယ်တိုင်မြားနဲ့ပြတ်သက်မှာ။အတန်းစီထားတယ်မိဖုရားတွေကိုအတန်းစီထား ူကိုယ်တိုင်များနဲ့ပြတ်တတ်မယ်ပေါ့အေးအဲ့ဒီမှာတာမဝတိမိများကြီးကသူ့နောက်လိုက်တွေကိုပြောတယ်နင်တို့တွေနော်ဘယင်ကြီးကိုလည်းစိတ်မဆိုးကြနဲ့တို့ကိုအကောက်ကြံနဲ့မာဂန္ဒီမိများကိုလည်းစိတ်မဆိုးနဲ့တို့ပွားများအထုပ်ဆက်ဖြစ်တဲ့မေတ္တာကိုသာနာနာပွားမေတ္တာကမ္မထံကိုများများပွားစိတ်မဆိုးနဲ့မေတ္တာပို့ကြမေတ္တာပို့ကြ ဘယင်ကြီးကိုလည်းမေတ္တာပို့မာဂန္ဒီကိုလည်းမေတ္တာပို့ဆိုတော့အဲ့လိုမျိုးအကျိုးကိုလိုလားတဲ့စိတ်ပေါ်တော့ဒေါသလုံးဝမထွက်ပဲနဲ့မေတ္တာပို့ကြတယ်ဘယင်ကြီးကဒေါသနဲ့အများနဲ့လှမ်းပြလိုက်တော့မေတ္တာရဲ့ဆွမ်းအားလို့ပြောရမှာပဲမြားကပြန်လှည့်လာတယ်ပြစ်တဲ့သူစီကိုပြန်လှည့်ပြီးတော့ခြေရင်းမှာကြတယ် ဘယင်းတော်တော်လန့်သွားတယ်။ဟာတခုခုလွဲနေပြီနော်။ညာနဲ့ပြစ်လိုက်တာမိဖုရားစီကိုမထိပဲနဲ့ညာကသူ့စီပြန်လှည့်လာတယ်။တတော်တုံလှုပ်သွားပြီးတော့ငါတို့တခုခုမားနေပြီဆိုပြီးတော့မိဖုရားတွေကိုပြန်လှော့စစ်စစ်လိုက်တဲ့အခါကျတော့ဒီမိဖုရားတွေမှာအပြစ်မရှိဘူး။မင်္ဂနီမိဖုရားကြီးရဲ့လက်ချက်သားဖြစ်တဲ့မနာလိုလို့ ဖះကိုမကျေနပ်လို့တက်တက်လှုပ်တာဆိုတာကိုနားလည်သွားတယ်ပေါ့ဒီဒါမေတ္တာရဲ့အစွမ်းပေါ့နော်မေတ္တာရဲ့အစွမ်းဒါကြောင့်လောကကြီးငြိမ်းချမ်းခြင်းနဲ့ကိုယ့်ရဲ့မြို့ကိုယ့်ရဲ့ရွာကိုယ့်မိသားစုငြိမ်းချမ်းခြင်းနဲ့ဆိုရင်မေတ္တာတရားထုံးကအောင်ကြိုးစားကြမှာဖြစ်တယ်ကိုယ့်ကိုမကျေနပ်လို့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်အပေါ်မှာထောင်မှာစိတ်မပြတ်ပါနဲ့စိတ်မဆိုးပါနဲ့မေတ္တာထားနိုင်အောင်ကြိုးစား ကိုယ်ကိုမနာလိုလို့ဒုက္ခပေးနေတဲ့သူတွေအပေါ်မှာလည်းမေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကန့်အသတ်မရှိဘူးဘယ်သူပေါ်မှာပဲထားမယ်ဘယ်သူပေါ်မှာမထားဘူးဒီလိုမရှိရအောင်တတဝါအလုံးပေါ်မှာကောင်းကျိုးလိုလာတဲ့စိတ်ကိုတည်ဆောက်ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုဆိုရင်တော့မိမိတို့မိသားစုမိမိတို့ယောမိမိတို့မြို့မိမိတို့နိုင်ငံမိမိတို့ကပ္ပိုင်ငင်းချမ်းမှာဖြစ်တယ်ပေါ့ကောင်းပြီဒါကြောင့်ဒီနေ့လူချင်းများနေတဲ့ပါတပါမေဆွေများအလုံးမြတ်စွာဘုရားဟောကြားဆုံးမတဲ့ ကမ္ဘာငြိမ်းချမ်းရေးတရားဖြစ်တဲ့မေတ္တာတရားကိုလက်တွေ့လိုက်တာကျင့်သုံးပြီးတော့မိမိလည်းငြိမ်းချမ်းမိမိနဲ့ပတ်သက်သူတွေလည်းငြိမ်းချမ်းဟောဒီနိုင်ငံဟောဒီကမ္ဘာကြီးငြိမ်းချမ်းအောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း